okay အားလုံးဝမင်္ဂလာပါကျွန်တော်မနက်ခင်းစောစောမှာပဲကျွန်တော်တို့ဒီ United Team က FIFA ကိုအသင်းကိုမကျော်ပေါင်း9ခုတကူဆိုရရလာလို့ Europa League ပိုလူပဲကိုထိုက်တိုင်တက်ရောက်သွားတာအားလုံးလည်းသိပြီးသားဖြစ်မယ်ကျွန်တော်အဲ့ဒီပွဲမှာကျွန်တော်တို့ဒီကျွန်တော်အကြိုက်အကောင်းဆုံးကစားသမားတွေကျွန်တော် player rating ပေးကြည့်မှာဗျာကျွန်တော်အကြိုက်ဆုံးကစားသမားဒင်းငါလောက်ရှိမှာအဲ့ဒီဟာတွေကိုကျွန်တော်ရွေးထုတ်ပြီးတော့ကျွန်တော် rating ပေးကြည့်မှာကျွန်တော်ပထမဆုံးကစားသမားကတော့ Casemiro ဖြစ်တယ်ကျွန်တော် United အတွက်အဖိုးတန်နိုင်ကိုတကူအသွင်းပေးသွားတယ်ကျွန်တော်ပွဲစဉ်အတွင်းမှာကျွန်တော်အကောင်းဆုံး ်တင်းကိုအများကြီးအကျိုးပြုတဲ့ကစားသမားလို့ပြောလို့ရတယ်။တင်းရဲ့ဒီကွင်းလယ်ပိုင်းမှာအများကြီးဟိုမှာတော်တော်လေးလုံးပြလုံအောင်လုံးကောင်းကောင်းနဲ့ဖြတ်ထုတ်မှုတွေအများကြီးပြုလုပ်ခဲ့တယ်။ကျွန်တော်နေနဲ့တော်တော်လေးတော့မှာဒီဘောလုံးပွဲမပါမအောင်စိုးရင်ရတယ်ဆိုပြီးတော့ညီဝါမှာစိုးတဲ့အတွက်ကျွန်တော်နေနဲ့တော်တော်လေးဟိုမှာပွဲကြောင့်ဖျားတနေရပြီပါ။ဒီကောင်ချမချပါနဲ့မချပါနဲ့တချို့လုံးတွေတော်တော်လေးကိုဝင်ကျန်းနေမှာဒီကောင်ကငိုလေးကခက်ချင်းချင်းစိုးရဖြစ်တဲ့အတွက်ဒီနေ့မှသူခေါင်းလိုက်တလုံးသူဝိုင်းဘရူနိုအက်ဆစ်လုပ်ပေးရအောင်သူလလပပဒီ ပခုံးနဲ့တင်တိုက်လိုက်တာပခုံးနဲ့ကောင်းတယ်လို့ဒီညာနဲ့ညက်တိုက်မိပြီးဝင်သွားတယ်။ငါကိုရဲကောင်းတိုက်ရင်စစ်ချရတယ်ကောင်းမလား။ခေါင်းကြီးနဲ့သူเนี่ยအကောင်းဆုံးပဲအတင်းမှာကောင်းလိုက်တာ။ကျွန်တဲ့ကောင်းနဲ့ကောင်းတိုက်တော့သေးဘူး။ player rating ပေးရမယ်ဆိုကျွန်တော်သူ့ကို၈လောက်ထိပေးခြင်းနဲ့နောက်ထပ်ကစားသမားတအိုးကတော့ကျွန်တော်တို့ဒီ Bruno Fernandes ဖြစ်တယ်။ Bruno Fernandes ကတော့ကျွန်တော်တို့ဒီနေ့ပွဲမှာကျွန်တော်တို့ဒီ Casemiro ကိုသူ assist လုံးလုံးပေးတယ်။ဘယ်တော့မှသူကန္နာချိုအတွက်ကိုသူ funding ပေးပတ်မှုလေးရှိတယ်။လုံးလုံးတယ်ဒါပေမဲ့သူအများကြီးဒီနေ့ပွဲမှာ ကန်ကွင်းနေပါရဲ့အများကြီးတော့သူ့နေနဲ့မရဘူး။ဒါပေမဲ့အတင်းရဲ့ကွင်းလည်းမတော့အများကြီးတော့မလောအောင်ကောင်းကောင်းနဲ့မောင်းနေပေးနေတဲ့ကစားသမားအဓိကတောက်တိုင်ကစားသမားလို့ပြောလို့ရတယ်။ဒီနေ့ပွဲမှာသူ့နေနဲ့ဖိုင်တင်းမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့တယ်။ကိုကြီးပြည်လည်းကစားသွားတယ်။ကျွန်တော်နေနဲ့ brand player rating ပေးရမယ်ဆိုတော့7.5လောက်တော့ကျွန်တော်ပေးခြင်းနဲ့ Bruno တော့နောက်ထပ်ကစားသမားတူဦးကတော့ Lenny Yoro ဒီနေ့ Yoro ကတော့ဒီနေ့ပွဲမှာပြောစရာမရှိခြေစောင်းမရအကောင်းဆုံး World Class အဆင့်ရှိတယ်လို့တော့ပြောလို့ရတယ်။ကျွန်တော်ဒီနေ့ပွဲမှာတော့နောက်ပိုင်းပွဲတွေမှာတော်တော်လေးကိုခြေစွမ်းပြလာတဲ့ကစားသမားသူ့ရဲ့ဒီ မြန်နှုံးလောက်အောင်နှုံးနဲ့သူ့ရဲ့ဒီဘောလုံးတသားတဲ့ရှေ့ကိုဆွဲတက်နိုင်မှုကတော်တော်လေးကိုမှအသိကိုအရေးပါတယ်ပြီးတော့ကစားမရလေတို့နေရာလို့ရှာပြနေနေရာမှာတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်သူပုံစံကြီးရဗျာမထင်သားကိုကလန်ကလာနဲ့အဲ့လိုမျိုးကြီး movement နေရာရန်ကောင်းတယ်ဆိုတော့မထင်သားကိုဗျာဒီနေ့ပုံမှန်ကျွန်တော်တော်တော်လေးကိုမှကြည့်လည်ရတယ်ဒီကောင်ရဲ့ movement ကိုတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒီနေ့ပုံမှန်သူကဒီ message မောင်းကို assist လုံးလုပ်ပေးပြီးတော့အတင်းတော့အများကြီးကိုဟို ခွေရေးဖန်တီးမှုများစွာကိုသူအနေနဲ့ပြုလုပ်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်။ခံစားပိုင်းမှာလည်းအကောင်းဆုံးသူအနေနဲ့ defense လုပ်နိုင်ခဲ့တယ်။ဒါကြောင့်ကျွန်တော်အနေနဲ့သူ့ player rating ပေးရမှာဆိုရင်တော့8.5လောက်ထိပေးရင်လည်းများရင်တော့များလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အကြိုက်ပါကျွန်တော်ပေးချက်လောက်ပေး။နောက်တစ်ယောက်ကတော့ကျွန်တော်ဒီအမတ်ဒီယာလို့ပေါ့ဝင်လာပြီးသိမ့်ကြောက်ဘူး။အတင်းရဲ့ဒီတိုက်စစ်ကိုလုံးဝတဆေချိုးပြောင်းလဲအောင်လုပ်ပေးနိုင်တဲ့ကစားသမားကာနာချိုးနဲ့အများကြီးဟိုမှာ ွာကြားချက်ကြီးမားရဲ့ဆိုဒီနေ့ပွဲအသက်တွေပဲသူဝင်လာပြီးတော့ကျွန်တော်တို့တော်တော်လေးပုံကြတဲ့အောက်လှည့်ပြီးတော့ပုံကြတဲ့ထည့်ပြီးတော့လှည့်ပြီး running on quadro ball လုတ်ပြရတယ်ပြင်မှာနောက်ဆုံးဒီ rushman wildland အလုံးကိုသူဖန်တီးပေးသွားတယ်သူ assist လုံးရတယ်အဲဒီမှာဆိုတော့တော်တော်လေးကိုသူအနေနဲ့ဒါမှမဟုတ်တော့အကောင်းဆုံးဒုက္ခပေးနိုင်တယ်လို့ပြောလို့ရတယ်ကျွန်တော်သူ့ rating ပေးရမှာဆိုရင်တော့8.5လောက်ထိတော့ပေးရင်တယ်ဗျာဒီမှာဆိုတော်တော်လေးကိုကောင်းတယ်ဝင်လာတာဒုတိယပိုင်းမှာ super set အနေနဲ့ဝင်လာတယ်ဆိုတော့တကယ်ကိုတကယ်ကိုမကောင်းတဲ့ကစားသမား နောက်တစ်ယောက်ကတော့ကျွန်တော်မေဆမ်မောင်မေဆမ်မောင်တော့ကျွန်တော်ဒီနေ့ဘွဲအကောင့်ကိုစာမလို့တော့ပြောလို့ရမှာတော့မသိဘူးသွေးမှုနှစ်ကိုလည်းသွေးယူပေးတယ်ဝင်လာပြီးအသင်းအတွက်ကိုဟိုတောက်လျှောက်နောက်ထိလိုက်ပြီးတော့ဘောလုံးဖြတ်ထုတ်မှုတွေတောက်လျှောက်ပြုလုပ်တယ်ခက်ချင်းချင်းဆော့ရတဲ့အတွက်ကျွန်တော်ဒီနေ့တော်တော်လေးကိုဒီကောင်ကိုကြည့်ရတော်တော်လေးတော့ရှင်းရှင်းပြောရရင်ကော်ဖီမက်တောက်ပြီးကြည့်ရတယ်လို့ပဲလူလည်းရှယ်ချတယ်ဒီကစားမေဆမ်မောင်ကတော်တော်လေးကိုမဝော်ရီလည်းအရင်ကောင်းနေပထမ ဒီကိုအများကြီးမသွင်းနိုင်လေဘူးဆိုပေမဲ့သူ့ရဲ့ဒီ pressure ရှိရဗျာသူကျွန်တော်မှခုနေဝဲထားရတယ်။တမိုင်းဆင်လာကြီးရဲ့ number ကိုဆက်ခံထားတာဖြစ်တဲ့အတွက်ဒါပေမဲ့ဒီ number ခုနေချင်းစားကိုသူ့အနေနဲ့တဖြည်းဖြည်းချင်းတော့ချိုးဖြတ်လာနိုင်ပြီလို့တော့ပြောလို့ရတယ်။ပြီးခဲ့တဲ့ breakfast နဲ့ပွဲအစားကြီးချိန်ကိုပြန်တွေ့လာတယ်။ဒီနေ့ပွဲမှာလည်းသူနဲ့ twin one ကိုကိုပထမ goal ဆိုရင်လည်းကျွန်တော် match leader လိုမျိုးပဲပြန်ပြီးလက်ကန်သွားတဲ့ပုံစံမျိုးတော်တော်လေးဝဲဝါပြီးတော့ match leader လိုမျိုးတော့မဟုတ်ပါနဲ့အဲ့ပုံစံစင်လိုမျိုးမှလေးပေါ့ဝဲဝါပြီးကန်သွားတယ်။ကိုယ်ကပဲပဲတောင်းနေဟုတ်လားအဲ့လိုနောက်ဆုံးတစ်လုံးကလည်း ဒီကိုသမရှိတဲ့နေရာခွင့်ကောင်းရပြီသူနေနဲ့ဝေးရိုးနေရိုးလို့စတိုင်မျိုးနဲ့ကန်ထည့်သွားတယ်တော်တော်လေးကိုလာတယ်။ဒါကြောင့်ကျွန်တော်သူ့ကို rating ပေးရမှာဆိုတော့ player name နဲ့ကျွန်တော်အမြင့်ဆုံးပေးရမှာဆိုတော့8.99လောက်တည်းကိုကျွန်တော်ပေးခြင်းနဲ့ဒီနေ့ပွဲအကောင်းဆုံးကစားသမားဆိုရင်တော့ကျွန်တော် Mason Mount ကိုရွေးရပါလိမ့်မယ်။ဒါကကျွန်တော်ရဲ့ player rating ပေါ့။ဒါကျွန်တော်အကြိုက်ပေါ့။ Brother ရဲ့ player rating ကိုကျွန်တော်စက်တယောက်လုံးတော့မပေးဘူးဗျာ။ brother ရဲ့ player rating brother ကြိုက်တဲ့ကစားသမားကိုရွှေပြီးကျွန်တော်ရဲ့ comment box မှာ player rating လေးကျွန်တော်မှတ်ခဲ့ပေးပါဦးအဆုံးနေကြပြီအားလုံးကိုကျေးဇူးတင်ပါတယ်